ကဲကျွန်တော်တို့ဒီဒီဘယ်ဘီ channel လေးကိုအစီအလက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလို့စိတ်ချမ်းသာရင်ကိုယ်ချင်းမချင်းနဲ့ပြည့်စုံနေမနှက်ခင်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီဒီဘယ်ဘီ channel ကနေပြီးတော့ share ပထမဆုံးဆုမုံကောင်တောင်းပေးပါရစေဗျကဲဝီညီကိုရဲ့ဒီ season လေးကတော့ကျွန်တော်တို့လာမဲ့တနင်္ဂနွေနေ့ကျွန်တော်တို့မြန်မာစံတော်ချိန်ဆိုရင်6နာရီခွဲပေါ့နော်ကျွန်တော်တို့ Crystal Palace နဲ့ကျွန်တော်တို့ United အသင်းတို့ရဲ့ ပွဲကြိုခံမဲ့တုံးတစ်ချက်စီစဉ်လေးဖြစ်ပါတယ်အဲဒီစီစဉ်လေးမှာပဲညီကိုတို့ထုံးစံတိုင်းပဲဘောနော်ရှေးပတ်ဒီရှေးပတ်ဒီမှာလဲကျွန်တော်မပေးနိုင်ခဲ့ဘူးညီကိုတို့တော့ရာလက်တီကကမောက်ကမရာလက်တီပဲအဲကျွန်တော်တို့က United fan တွေဆိုတော့ခါကြတော့ United ကိုနိုင်မယ်ဆိုတာပဲခံမှန်းကြတာဖြစ်တဲ့အတွက်ထုံးစံတိုင်းပဲညီကိုတို့ဂျာစီကိုဝေးစီစဉ်လေးလဲပါတယ်အားကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်ဗျာနော်ကဲဟုတ်ပြီပထမအဆုံးစမယ်ပေါ့နော်ပထမအဆုံးစမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Crystal Palace ရဲ့အိမ်ကွင်းကျွန်တော်တို့ ဆဲဟက်ပတ်တေရီယန်ကြီးမှာကျွန်တော်တို့ United အသင်းနဲ့6နိုင်ခွဲဆိုရင်ကံပါညီကိုညောတနင်္ဂနွေနေ့ညနေ6နိုင်ခွဲဆိုရင်ကံပါနောက်တစ်ခုကကွင်းလဲတိုင်းအနေနဲ့ကတော့ကျွန်တော်တို့ Robert Jones ကတာဝန်ယူအဲဂိုင်းတို့တော့မယ်လို့သိရတယ်အဲနောက်တစ်ခုတည်ငောင်းတစ်ခုပါတာတော့ကျွန်တော်အနေနဲ့ကတော့အဲဒီ line up မှာလည်းညီကိုညီမြင်ပါပါနော်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့အဲကုညာရဲ့ Mason Mount ရဲ့ကျွန်တော်ကတော့ Ambu Mu ရဲ့ကိုတွဲပေးထားရပေါ့နော် ူညာအနေနဲ့ကတော့ဒံယာကနေပြီးတော့အလင်းမြန်တတ်တာလာပြီလို့သိရတယ်အဲ့တော့ခါကျတော့ဒီပွဲမှာကူညာအနေနဲ့ပွဲထွက်ဖို့ကညီကိုတွေ90%လောက်ထိကိုတည်ကြရပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်တို့ United အသင်းရာလက်တွေစိုးဝါနေတဲ့အချိန်မျိုးမှာဒီလိုမျိုး အဲကုညာပါဝင်လာခြင်းကတော်တော်လေးကိုကျွန်တော် United အသင်းအတွက် effective တစ်ခုခုတော့ရလာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ KOB စရအောင်ပေါ့နော်စရအောင်ဆိုညီကိုတို့ line နဲ့လီရင်သွားကြည့်အောင်ပေါ့နော်ဖြစ်နိုင်ဖို့ line နဲ့ပေါ့နော်ဒါကတော့ဟုတ်ပြီဂိုးသမားနေရာမှာတော့ကျွန်တော်တို့ similar man ကလွဲပြီးတော့တခြားမရှိဘူး။ကဲနောက်တန်း၃ယောက်တန်းပေါ့နော်နောက်တန်း၃ယောက်တန်းမှာဆိုရင်တော့ကျွန်တော်ကတော့လူရှောရဲကျွန်တော်တို့အဲကျွန်တော်တို့ဒလက်ရဲကျွန်တော်တို့ဂျိုရူရူရူရဲကိုပဲတွဲပြီးထားရအောင်နော်ကဲဟုတ်ပြီကျွန်တော်တို့ CM နဲ့ DMF နေရာမှာတော့ ပြောင်းလဲလောက်လာမယ်လို့ကျွန်တော်ကတော့မထင်ဘူးအဲ့တော့ခါကျတော့ဘရူနိုဖာနန်ဒက်နဲ့ကျွန်တော်တို့ကတ်စမယ်ရူကိုပဲတွဲထတွဲလာနိုင်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ right wing ပေါ့နော် right wing back လို့လည်းပြောလို့ရတယ်အဲ့ဒီနေရာမှာတော့အဲတေချာဘောက်ကတော့ညီကိုရေနော်အာမတ်ကိုပဲတုံးနေပြီပေါ့နော်ဒီနေရာမှာအာမတ်ကစားတဲ့ပွဲဒီမှာကျွန်တော်တို့အတင်းကတော်တော်လေးရာရာလက်တွေရောရာမှတ်တွေရောကောင်းခဲ့တယ်ပေါ့နော်အာမက်ကိုကျွန်တော်တို့ AMF နေရာမှာထားဆော့တဲ့ပွဲကြီးတော်တော်လေးကိုအဆင်မပြေခဲ့ဘူးပေါ့နော်အဲတပွဲမှလည်းမနိုင်ဘူး ကျွန်တော်တို့နောက်ဆုံးပွဲဆို Everton နဲ့ပွဲဆိုရုပ်ပြက်ဆင်းပြက်ကိုကျွန်တော်တို့ရှုံးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အခါကျတော့ Amad ကိုကျွန်တော်အနေနဲ့ကတော့ဒီ right wing back လေးမှာပဲထားပြီးတော့ဆော့တာက United အတွက်ပို့ပြီးတော့တင့်တော်လိမ့်မယ်လို့ထင်တယ်ဟုတ်ပြီကျွန်တော်တို့ left wing back ကတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲအဲဒီနေရာမှာတော့တချို့ညီကိုတွေဒိုကူတို့ပါလို့လည်းသုံးစီချင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ missing mount နဲ့တွဲမှာဖြစ်တဲ့အတွက် missing mount နဲ့ဒီကိုဒါတော့အတွဲလေးကကျွန်တော်တို့အတွက် lucky လေးနည်းနည်းလေးဖြစ်တယ်ဗျာနော် အဲ့တော့ခါကျတော့ message mount နဲ့ကျွန်တော်ကတော့အဲဒီဒီကို download နဲ့ကိုတွဲပေးထားရပေါ့နော်ဟုတ်ပြီ striker နေရာမှာတော့ကျွန်တော်ကတော့ဇီဇီကတော့တော်တော်လေးအဆင်မပြေဘူးပေါ့နော်နောက်တစ်ခုက goal lap ကြီးလေတိတ်မရှိဘူးညာအဲ့ Everton နဲ့ပွဲမှာကြည်ရတာအဲ့တော့ခါကျတော့ကျွန်တော်အနေနဲ့ကုညာလေးကိုထည့်လိုက်မယ်ကဲဟုတ်ပြီကျွန်တော်တို့ AMF နောက်တစ်နေရာမှာကတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ရဲ့တကယ်ကိုဒီနှစ်မှာရုံးကန်ပေးနေတဲ့အန်ဘူမိုကြီးကိုပဲတုံးလိုက်မယ်ပေါ့နော် ကဲဟုတ်ပြီအဲ့တော့ခါကြတော့ဒီပွဲကတော်တော်လေးတော့ထူးကြတယ်။ဘာလဲဆိုတော့ခါကြတော့ကျွန်တော်တို့ United အသင်းနဲ့ကျွန်တော်ပဲလီအသင်းနဲ့ကပြိုင်ပွဲဆုံး68ပွဲတီတီကိုတွေ့ဘူးတယ်။ဟုတ်ပြီအဲ့68ပွဲမှာကျွန်တော် United အသင်းက42ပွဲထိနိုင်ထားတယ်။73ပွဲပဲလီကပြန်နိုင်တယ်14ပွဲတည်ကြတယ်။အော် Premier League တည်တဲ့ Premier League တည်တဲ့မှာဆိုရင်29ချိန်ထိတွေ့ဘူးတယ်ကျွန်တော် United အသင်းကအတားရတယ်16ချိန်ထိကိုနိုင်ဘူးတယ်ခုနှစ်ချိန်တည်ကြတယ်ပဲလီက6ခါပဲနိုင်ဘူးတယ် ဒါပေမဲ့ကျွန်တော်တို့တစ်ချက်စဉ်းစားရရှိရာကပြီးခဲ့တဲ့ရာသီပြီးခဲ့တဲ့ရာသီမှာဆိုရင်ကျွန်တော်တို့ပဲလီကွင်းမှာအဲဇီးဇီးတီကြားခဲ့တယ်ကျွန်တော်တို့ United ကွင်းမှာတော့ Z2 နဲ့ရှုံးခဲ့တယ်နောက်တစ်ခါကပဲလီကိုကျွန်တော်တို့အနိုင်မရခဲ့တာလေတော်တော် ကြာခဲ့ပြီပေါ့နော်ကျွန်တော်တို့နောက်ဆုံး၅ဘွဲ့ဇက်တိုက်လောက်ကိုရှိနေပြီနော်ပဲလီအတင်းကိုကျွန်တော်တို့အနိုင်မရခဲ့တာ၅ဘွဲ့မှာနောက်ဆုံး၅ဘွဲ့မှာ၄ဘွဲ့အထိကိုရှုံးထားတယ်ဗျာ4 Z4 တွေနဲ့ရုပ်ပြက်စင်းပြက်တွေရှုံးနိုင်အောင်ပါသေးတယ်ပေါ့နော် ဲ့တော့ခါကျတော့ဒီအသင်းကလည်းတော်တော်လေးကိုကျွန်တော်တို့ United အသင်းတို့ခတ်ခဲမဲ့အသင်းတသင်းကတော့ဖြစ်လာလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်တို့ United အသင်းကအဲ့လိုခတ်တယ်ဆိုတဲ့ပွဲဆိုရင်ဘာမှမသိနိုင်တဲ့ညီကိုတွေအဲ့ဒါတော့တကယ်ပြောတာအဲ့တော့ခါကြတော့တချက်တော့စောင့်ကြည့်ရမှာပဲဟိုမျောလင်းချက်မရှိဘူးဘာညာတော့မဟုတ်ဘူးညီကိုတွေเนาะကျွန်တော် United အသင်းကကျွန်တော်ပြောသလိုပဲရှေ့မှာကစားရခတ်တာတို့အမလွယ်တာတို့အဲ့လိုပွဲဆိုရင်နိုင်တယ်ဗျအဲ့တော့ခါကြတော့ဒီပွဲကလည်းကျွန်တော် United အသင်းအတွက် မထင်မှတ်တဲ့ຢာလက်တွေဖြစ်လာလိမ့်မယ်လို့ထင်တယ်။ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပွဲမှာကတစ်ခုထူးခြားတာရှိတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီပဲလေးနီးပြကြီးအဲအိုလီဗာဂရက်စနာကလည်း3421နဲ့ဆိုရဲကျွန်တော်တို့ယူနိုက်တက်အသင်းရဲ့နီးပြအမ်မိုရင်ကလည်း3421နဲ့တွားမယ်။ Okay 3 back 3 back ပြီးတော့ same ကျွန်တော်တို့ formation အမ်ကစားဝတ်ချင်းလည်းတူတယ်ဗျာ3 back နောက်တန်းချင်းလည်းတူတယ်အဲ့တော့ခါကျတော့ဒီအသင်းနှစ်သင်းတွဲဆုံမှုက တော်တော်လေးကိုထူးခြားတယ်ဗျာနောက်တစ်ခုကပဲလေးသင်းမှာဆိုရင်တော်တော်လေးကစားသမားကောင်းတွေရှိတယ်ကျွန်တော်တို့ရဲ့ကိုသမားဟောင်းဟန်ဒါဆန်တို့လည်းရှိနေသေးတယ်ကျွန်တော်တို့အဲကျွန်တော်တို့အသင်းကရေရှိစိတ်ဝင်စားနေရဲဝါတန်တို့လည်းရှိနေတယ်ဗျာနောက်တစ်ခုကစာတို့လူကစားသမားမျိုးတွေအဲအဲ့လိုကစားသမားမျိုးတွေရှိတယ်နောက်တစ်ခုကအဲကျွန်တော်တို့ right wing မှာဆိုရင်လည်းပီနိုတို့လူကစားသမားမျိုးကစားသမားကောင်းတွေလည်းရှိနေသေးတယ်အဲ့တော့ခါကြတော့ ဟိုဒီပွဲကတော်တော်လေးကိုပေါ့နော်ကြည်ကောင်းမဲ့ပွဲလို့ကျွန်တော်ကတော့ထင်တယ်နောက်တစ်ခါကကောင်းတာ၄ကောင်းတာ၄ဘိုင်းနေမှာတော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်နဲ့ဒီပွဲကအများကြီးမဲ့ပွဲလို့ကျွန်တော်ကတော့ထင်တယ်ဟုတ်ပြီဒီယာဒီမှာဆိုရင်တော့ကျွန်တော်ဇရာရက်ဒီမှာဆိုရင်တော့၁၂ပွဲတိတိကစားထားတာမှာပဲလေတင်က၅ပွဲနိုင်၅ပွဲတရေ၂ပွဲရှုပ်ရှုပ်မဲ့၂ပွဲပဲရှိသေးရပေါ့နော်ဟုတ်ပြီယာကူက၁၆ကူပေကူက၉ကူပဲရှိသေးတယ်နော်အဲကျွန်တော် United အတင်းကတော့တီးကြတဲ့အတိုင်းပဲ၅ပွဲနိုင်တယ်၃ပွဲ တည်ကြတယ်လေးဘွဲတိတိကိုရှုံးထားတယ်ရာကူကစကူကိုပေးကူစကူကိုလုံးဝရာကူပေးကူကြီးကညီမြနေပေါ့နော်ဒီနေရာမှာတစ်ချက်ပြောစရာရှိတာကကျွန်တော်တို့ United အသင်းအနေနဲ့ပဲလီတင်ကိုနိုင်မယ်ဆိုရင်တော့သူ့ရဲ့အထက်ကိုတော့ရောက်သွားမှာပဲအဲအဲ့တော့ခါကြတော့ဘာလို့ပဲဖြစ်နေပြီလဲညီကိုတွေနော်ကျွန်တော်တို့ United အသင်းအနေနဲ့အကောင်းဆုံးကြိုးစားလာမယ်လို့တော့ကျွန်တော်အနေနဲ့ကတော့ထင်တယ်ဟုတ်ပြီအဲ့တော့ခါကြတော့ အဲဒီပွဲလေးရဲ့ရာလက်ပေါ့နော်အဲဒီပွဲလေးရဲ့ရာလက်ကိုပထမပိုင်းပွဲပြီးရာလက်ရဲ့ဒုတိယပိုင်းပွဲပြီးရာလက်ရဲ့ကိုညီကိုရီအနေနဲ့ခံမှန်းမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီနှစ်နှစ်ယောက်ပြီးမယ်ညီကိုရီကဘာလို့လဲဆိုတော့ရှေ့မှာရှေ့မှာလည်းကျွန်တော်မပြီးခဲ့ရဘူးပေါ့နော်ဂျာစီကေဝေးကအဲ့တော့ခါကျတော့ဒီတစ်ခါကျွန်တော်နှစ်ထည်တိတိကိုညီကိုရီကိုအဲကျွန်တော်ကေဝေးလေးပြီးသွားမယ်အဲ့ဒါဘာလဲဆိုတော့ခါကျတော့ကျွန်တော်တို့ဒီနှစ် United ရဲ့အိမ်ဝင်ဂျာစီရဲ့အခုနောက်မှချိတ်ထားတဲ့အဖြူလေးရဲ့ပေါ့နော်အဖြူလေးရဲ့အဲ့အနီလေးရဲ့ကိုကျွန်တော်အနေနဲ့အမ်ဖြည့်မှန်တဲ့ညီကိုတွေနှစ်ယောက်ပေါ့နော်အရင်ဆုံးဖြည့်မှန်တဲ့ညီကိုတွေနှစ်ယောက်ကိုကျွန်တော်အနေနဲ့ဂျာစီကိုဝေးပေးသွားမယ်ဒါပေမဲ့လည်း ထမပိုင်းပွဲပြီးရလက်ဒုတိယပိုင်းပွဲပြီးရလက်ကိုခံမှန်းမှာဖြစ်ပါတယ်เนาะညီကိုတွေဟုတ်ပြီနောက်ဆုံးအနေနဲ့ကတော့ညီကိုတွေเนาะအဲကျွန်တော်အနေနဲ့ရှေ့မှာလဲတည်င်းလေးမတင်ပြဘူးအဲ့တော့ခါကျတော့ transfer နဲ့ပတ်သက်တဲ့တည်င်းတွေကတော့အလုတ်လုတ်ခက်ခက်ကတော့ကျွန်တော် United တင်ရတည်င်းတွေမျိုးစုံတက်နေရဖြစ်တဲ့အတွက်တကယ်သေးရတဲ့တည်င်းလေးတွေပဲကျွန်တော်အနေနဲ့အဲဒီ video အဆုံးလေးမှာတင်ပေးလိုက်မှာပေါ့เนาะအဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ market refu ပေါ့နော် market refu ကိုကျွန်တော်ဘာစီလိုနာအသင်းကအဲ အပိတ်ခော်ယူခွင့်ယူရို39တန်းနဲ့ရှိနေပြီမဲ့အခုချိန်မှာဆိုရင် PSG အသင်းကပါယူရိုတန်90နဲ့မာကာရက်ဖိုကိုကမ်းလှမ်းဖို့ပြင်ဆင်နေပြီလို့သိရတယ်။ဒါပေမဲ့လည်းဘာစီလိုနာက39တန်းပေးမယ်ဆိုရင်တော့ဘာစီလိုနာကိုပဲကျွန်တော်တို့ကရောင်းချပေးရမယ်အနေထားပေါ့နော်။ဘာလို့လဲဆိုတော့စာချုပ်ပါအချက်လက်အရာကဘာစီလိုနာကိုအပိတ်ခော်ယူခွင့်39တန်းနဲ့မင်းတို့ဒီကစားသမားကိုခော်ယူခွင့်ရှိရဲဆိုတာကြီးထည့်ချုပ်ထားတာဖြစ်တယ်တော့ဘောနော်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့အဲရှေ့မှာလည်း ရှိခဲ့ပြီဖြစ်တယ်ကျွန်တော်ခရစ်စတီယန်အိုရိုစကိုပေါ့နော်သူကတော့ကျွန်တော်ဒေါ်လာတသန်းဝန်းကျင်လောက်နဲ့ဒီဇန်နဝါရီမာရင်ကိုကျွန်တော် United အသင်းနဲ့ပူးပေါင်းတော့မယ်လို့သိရတယ်ညီကိုရေနော်ဟုတ်ပြီဒီကစားသမားလီကတော့ထူးထွေပြောရမှာရှိဘူးဒါပေမဲ့လည်းကျွန်တော် United လောက်ပဲသွားအောင်မယ်လို့ထင်တယ်ပေါ့နော်ဘာဖြစ်ပါတန်တန်လေးနဲ့ရတာကျွန်တော်တကယ်ကိုကောင်းတဲ့ကစားသမားတယောက်ကိုတန်တန်လေးနဲ့ရတာဖြစ်တဲ့အတွက်ဒီဇန်နဝါရီမှာကျွန်တော်စီးပြီးစစ်မယ် လုံးဝပေါ့နော်လုံးဝသဘောတူညီမှုတွေအကုန်လုံးကလည်းယူပြီးသွားပြီကျွန်တော်တို့ United အသင်းကိုပူးပေါင်းဖို့နောက်ဆုံး stint ပေါ့နော် final stage ကိုပဲကျန်တော့တယ်ဖြစ်တဲ့အတွက်ကျွန်တော် United အသင်းအတွက်ကတော့အဲ့ဒါလေးကတော့တည်ငောင်းတစ်ခုပေါ့နော်နောက်ထပ်တည်ငောင်းလေးကတော့ကျွန်တော်တို့ Martinez အနေနဲ့လည်းတော်တော်လေးကိုဒဏ်ရာကနေပြီးတော့တတ်တာလာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲပေါ့နော်ပဲလီနဲ့ပွဲမှာများပါဝင်လာနိုင်မလားဆိုတာကိုလည်းကျွန်တော်တို့အနီးကပ်ကြရင်စောင့်ကြည့်ရမှာဖြစ်ပါတယ်နော် Kelvin Nicolo ရဲ့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပဲဒီနေရာမှာ အပြောရမယ်ဆိုရင်နောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့ရားလက်လေးကိုတော့ခံမှန်းကျင်သေးရပေါ့နော်ဟုတ်ပြီရားလက်အနေနဲ့ကတော့ကျွန်တော် United အသင်းအနေနဲ့က01လောက်နဲ့ကတ်နိုင်သွားမယ်လို့ကျွန်တော်ကတော့ခံစားမိတယ်ဟုတ်တယ်ညီကိုရေ01ပါနော်ကဲဟုတ်ပြီကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်မတယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါရဗျကဲဟုတ်ပြီထုံးတမ်းတိုင်းမဲ့ညီကိုရေကျွန်တော်ရဲ့ video လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်လည်းညီကိုရေ like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နိုင်အောင်နော်